ရလင်းဘေးမှာခြေတော်တစ်ဖက်ဆုံးရှုံးခဲ့ရသလိုစီးဆင်းဥစ္စာတွေအလုံးပိုက်စီးခဲ့ရပေမဲ့ကြန့်ခိုင်တဲ့စိတ်နဲ့ဘဝကိုကြိုးစားနေတဲ့မဆူလေးခိုင်မလာ၂၈ရက်နေ့ကမြန်မာနိုင်ငံမှာအင်အားပြင်းငလင်းလှုပ်ခတ်ခဲ့တဲ့ငလင်းဘေးမှာအရာအလုံးကိုဆုံးရှုံးခဲ့ရပေမဲ့စိတ်ထမကြတာကမဆူလေးခိုင်ပါမဆူလေးခိုင်ဟာငလင်းဘေးမှာခင်မုန်းပြစ်သူကိုဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်ဒါလည်းမကားသေးပါဘူးသူမတို့ဇနီးမောင်နှံရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးကိုဆွေမျိုးရင်းချတွေကပဲအကုန်သိမ်းယူလိုက်တာပါ မဆူလေးခိုင်ကဒီလိုမျိုးဆွေမျိုးရင်းရှာရေးစီကနေတစ္ဆာဖောက်ခံခဲ့ရတယ်လို့နောက်ဆုံးနေစရာအိမ်နောက်ဆုံးအဝတ်တောင်မှအကုန်ပြန်မရခဲ့ဘူးလို့ဆိုပါတယ်။ဒါပြင်မဆူလေးခိုင်ကငလင်ဘေးမှာအဆောင်ဦးကြတဲ့ပိတ်မိသွားပြီးတော့ခြေောက်တစ်ဖက်ကလည်းချက်လိုက်ရတာဖြစ်ပါတယ်။မဆူလေးခိုင်တရားငလင်ဘေးမှာကိုလဲအင်ကာနဲ့အားကိုးစရာခင်မုန်းကိုဆိုရှယ်လိုက်ရတယ်လို့တသက်လုံးစုဆောင်ထားခဲ့တဲ့များစီးစိန်တွေလည်းတပြားမှမရှိတော့ဘဲတုံညာဘဝကိုလှုပ်လှုပ်ရှားသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့သူမကတော့စိတ်အားမငယ်ပဲခြေတူးနဲ့လမ်းလျှောက်နေတယ်လို့ဘဝအတွက်အထောက်ဆိုင်ဖွင့်ပြီးဘဝကိုပြန်ယူထမှာပါလို့မက်ဆူလေးခိုင်ကပြောတာဖြစ်ပါရည်မက်ဆူလေးခိုင်ကတကယ်ကိုမှစိတ်တက်ကလေးစားစရာပါပဲနော်ပြိတဲ့ကြည့်လို့လေမက်ဆူလေးခိုင်အတွက်ခွန်အားပေးမယ်စကားလေးတွေပြောသွားပေးခဲ့ပါဦးရှင်